ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အိုးဖခင်ချက်เสียရှိရတော့ချက်ပေးပြီ10ကီလိုရှိတဲ့ကြုံလည်းနေရအောင်မယ်အမေကိုလည်းစိတ်တိုက်ရအောင်မယ်ပြီးတော့သမီးရဲ့ကျောင်းလာခလည်းပေးရမယ်မကြီးကျွန်တော်ရဲ့စာအုပ်ကရောစာအုပ်ကုန်သွားတော့ဝယ်ရမယ်လေ 900လောက်ပါပြီ။ချွေးမဈေးကုန်သွားရင်နော်။ရှင်နွေးနည်းနည်းလောက်ပေးပါလား။ချောင်းဆိုးနေတာတွေတိတ်သွားအောင်။စောပြေကရေကိုနွေးအောင်လုပ်ပြီးပေးလိုက်ပါတော့တယ်။အဲ့ဒီချိန်မှာရောက်ခတိကချွေးမတကြားနည်းနည်းရှိရင်ရူတီနဲ့ပေးပါလား။ရူတီကိုဒီတိုင်းစားရတာစားမဝင်ဘူး။အဖေကြားပဲစားမှာ။အိမ်မှာရူတီနဲ့အရွက်ထောင်းပဲရှိတယ်။ရိတ်ခါတွေကကုန်ခါနေပြီဆိုတော့လက်ဖက်ရည်တောင်တောက်လို့ရမှာမဟုတ်တော့ဘူး။ ီဟာသာပတ်စံရရင်တပတ်အတွင်းရေခါတွေဝေလို့ရမှာပါဟုတ်တယ်အဖေအဲ့အတွင်းတော့ရေနဲ့ရိုတီပဲစားရမှာအိမ်မှာပတ်စံအတွက်အခက်ခဲတွေအများကြီးရှိနေတယ်အရေးတွေလက်ထပ်ပေးဖို့အတွက်တင်တောင်းငွေလည်းမရှိသေးဘူးဒါတွေအကုန်တီဟာအဖို့ကိုဝင်တို့ဝင်ဖို့လို့ဖြစ်နေပြီဘာမှမဖြစ်ပါအဖေအကိုဖြစ်သူကမလုပ်ရင်တခြားဘသူကလုပ်မှာလဲအမေနေ့လယ်စာအတွက်ဘာလုပ်ထားလဲတမီခောက်ဆဲစားချင်တယ်သူစုရေခောက်ဆဲစားတာမကောင်းဘူးအိမ်မှာအမေရိုတီလုပ်ထားပေးရဲ့လေ အဲ့ဒါပဲစားမရဘူးအတော်ခောက်ဆွဲပဲစားချက်နဲ့ခောက်ဆွဲပဲစားချက်နဲ့သမီးတငယ်ချင်းလေးเจ้ามาတစ်ခေါက်ခောက်ဆွဲယူလာဘူးတယ်ဒီကလေးကိုဘာသွားပြောရမလဲခောက်ဆွဲကအခုတထောင်တောင်ဖြစ်နေပြီအခုချိန်တထောင်မပြောနဲ့တရာတော့မနှဲချွေတာနေရပြီသမီးအခုလှုပ်ထားတာပဲစားလိုက် နောက်ကြတော့ခောက်ဆွဲကျွေးမယ်ဟုတ်ပြီလားကောင်းပါပြီရမယ်အားလုံးကစားတော့လိုက်ကြပါတို့ရေအလုကနေပင်ပန်းပြီးပြန်လာတဲ့တီဟာကလေးဒါဘေးစားလိုက်ပါတို့ရေနောက်တည့်ရမှာတော့ တိဟကလှေကားကနေအုတ်တွေတင်နေတဲ့အချိန်မတော်တဆအုတ်တွေပြုတ်ကျသွားတဲ့အတွက်နင်းနာမှုတွေဖြစ်သွားပါတော့တယ်။သူလည်းပြုတ်ကျသွားတဲ့အတွက်ဒဏ်ရာရသွားခဲ့ပါတယ်။ကောင်းမြတ်ကထူပေးလိုက်ပါတယ်။အခုအဆင်ပြေရလား။ဟေးအောင်မင်းတို့ဘာလုပ်လိုက်ပြီလဲ။အခုဓာရီဘသူရောပြီးမှလဲ။အာဆရာကျွန်တော်ခွင့်လို့ပါကျွန်တော်တမင်လောက်တော့မဟုတ်ပါဘူး။ခြေခောက်သွားလို့ပါ။အဲ့ဒါငါဘာလုပ်ရမှာလဲ။ အဲ့ဒီအတွက်မင်းစီကပတ်စံဖြတ်တယ်။မင်းငါရဲ့အုပ်တွေအများကြီးကိုဖျက်ဆီးလိုက်တယ်။ခွင့်လို့ပါတည်းပတ်စံတော့မဖျက်လိုက်ပါနဲ့ကျွန်တော်မှပတ်စံမရှိလို့ပါ။မင်းတို့အလုံးမထုတ်တာတောင်ကျေးဇူးတင်လိုက်ဦး။ဒါသာပဲဖျက်တောင်။ဘာလို့နေရလဲ။အလုပ်ပြန်သွားလို့တော့ညနေ6နာရီအထိလို့တီဟာကညနေ6နာရီအထိအလုပ်လုပ်ပါတယ်။တတိက6000ရရမှာကို4000ပဲပေးလိုက်ပါတယ်။တတိအိမ်မှာလူတွေများတယ်။ဒီလောက်နဲ့မလောက်လို့ပါ။ကျွန်တော်လာစား6000လေး။ အခုတော့အပြည့်ပေးပါနောက်တစ်ခါကြားမှာပဲလာစာရီကနှုတ်ပါလားဘာအမှန်ဘာအမှမင်းကောက်ကိုတင်ပေးနေတာလားအလုလုချင်လို့မဟုတ်ရင်ထွက်သွားတော့အလကားကောင်လူတွေအများကြီးရှိတယ်ငါစီမောင်ကျွန်တော်အလုပြောတာမဟုတ်ပါဘူးအလုတော့မထုတ်လိုက်ပါနဲ့တိဟကပတ်စံတပတ်ယူပြီးအိမ်ပြန်လာခဲ့ပါတယ်အိမ်ပြန်လမ်းမှာဆိုင်းကင်သမားကဝင်တိုက်လိုက်တဲ့အတွက်အရှိန်နဲ့ဒရွတ်တိုက်ပါသွားပါတယ်လူတွေကသူ့ကိုစီးရုံကိုခေါ်သွားလိုက်ကြပါတော့တယ် စင်းယုံတင်ပေးလိုက်တဲ့သူကအိမ်သားတွေကိုတည်င်းပေးလိုက်ပါတယ်။သူတို့ပြေးပြီးစင်းယုံကိုသွားလိုက်ကြပါတယ်။ဒီဟာဖေ့ရဲ့တော့ဘလို့ဖြစ်ပြီးထိခိုက်သွားရတာလဲ။ဆရာရဲ့ပြောပါအောင်။ကျမယောက်ျားဘလို့ဖြစ်ပြီးထိခိုက်သွားရတာလဲ။သူအစဉ်ပြေရလာရင်အသက်အန္တရာယ်တော့မရှိပါမယ့်ခေါင်းကိုထိခိုက်သွားတဲ့အတွက်6လလောက်တော့နောက်ယူရလိမ့်မယ်။ဒိုင်းမိုးထောက်ဖို့ပြဿနာရှိနိုင်တယ်။လက်မှာဒဏ်ရာသေးစားတွေလည်းရှိတယ်။ညနေရင်တော့သူ့ကိုအပြေးဝါနောက်ယူခိုင်းလိုက်ပါ။ လေးလန္တာတွေလည်းမမခိုင်းပါနဲ့။ဟိုဖះအေးအိမ်မအရင်တည်းကစိတ်ညစ်မှုတွေနဲ့ပြည်နေတာ။ဘာလို့လူအကောင် အခုလိုလောက်ရတာလဲ။ချွေးမရဲ့ကံတရားကိုဘသူကသိနိုင်မှလဲ။အခုဘာပဲဖြစ်ဖြစ်မိသားစုဆောင်းရှောက်ဖို့ချွေးမအားတင်းထားရမယ်။ဟုတ်ကဲ့မေ။အခုစိတ်မပူပါနဲ့ကျွန်တော်ရှိတယ်။အခုကြောက်စရာမလိုပါဘူး။ငငယ်ကအမိတန်ရရသွားတော့ကဂုံပိုးပြီးခြီလာခဲ့တာ အခုတော့အဲ့လိုလုံးလို့မရတော့ဘူးအကိုဘာလို့လို့ပြောနေရလဲ ်အကိုကိုချစ်တာကြောင့်အမြင်ပြန်ကောင်းအောင်လို့ဦးအောင်နဲ့ထိုက်တန်းကစေယုံမှာနေခဲ့ပြီးဒေါ်မွန်နဲ့စောပြေကတော့အိမ်ပြန်သွားပါတော့တယ်။ဒေါ်ရာကစိတ်ပူနေတဲ့အတွက်ပြောပြလိုက်တဲ့အခါမှာတော့ပူပြီးစိတ်ပူသွားပါတော့တယ်။နောက်နေမှာတော့တီဟာကအင်ကိုကားနဲ့ပြန်ရောက်လာခဲ့ပါတယ်။စွစုကသူ့ဖေကိုမြင်ပြီးငိုလိုက်ပါတော့တယ်။အဖေဘာဖြစ်သွားလဲယင်။အမေအဖေကဘာဖြစ်လို့ပတ်တီးတွေအများကြီးပတ်ထားလဲ။ဦးလေးကဘာလို့အဲ့လိုကိုင်မခေါ်လာတာလဲယင်။ ။တမီအဲ့လိုမငိုရဘူးလေ။အဖေကဒဏ်ရာတိတိလေးရရင်မှပြန်ကောင်းသွားမှာပါ။ဒီမှာကြည့်အဖေတမီအရှိမပဲရှိတယ်လေ။ဟုတ်တယ်တမီအဲ့လိုမငိုရဘူး။တမီကတတ်တိရှိတယ်မလား။လာလာအဖေကိုမနှောက်ယှက်နဲ့။မဟုတ်ဘူးအဖေ။တမီအဖေကိုကိယူဆိုင်ပေးမယ်။စောင့်ရှောက်ပေးမယ်။အခုမှတတိရတယ်။စားစရာလည်းမရှိတော့ဘူး။မဆလာလည်းတီဟာစားလို့မရအောင်။စေးလည်းတိုက်ရအောင်မယ်။အာကျွန်တော်ရလက်ရှင်ပါလို့လှုပ်ညာလဲပါလို့ချင်လဲကျမောက်ပြောလေ တနည်းအားတတိပတ်စံပေးတယ်။ဒါမဲ့အမားတစ်ခုကြောင့်ပတ်စံအဖြစ်ခံလိုက်ရတယ်။ပတ်စံ၄တောင်ပဲရလိုက်တယ်။ကိုအခုအိမ်မှာပဲနေရတော့မယ်။ဘာလို့မှလည်းလုပ်မရတော့ဘူး။အမေနဲ့အဖေရဲ့ဈေးကိုကိုယ့်ရဲ့ဈေးကိုညီမကိုလက်ထပ်ပေးဖို့အတွက်ပတ်စံတွေပြီးတော့သူတို့နှစ်ယောက်ရဲ့ကြောင်းလာကအားလုံးဘလို့သွားရှာရမလဲ။ကိုကအရန်ကိုစိုးသွမ်းနေပြီပဲ။အိမ်ရဲ့တောင်ဝင်တွေကိုလည်းမယူနိုင်တော့ဘူး။ရှင်နောက်တစ်ခါအလို့ထပ်ပြောကြည့်။တတိယပတ်စံဖြတ်တော့လဲဘာဖြစ်လဲ။ဒီအိမ်ကရှင်ရဲ့တာဝန်လား။ကျမမအောင်မရှိဘူးလား။ ရှင်စိတ်မပူပါနဲ့ကျမအလုပ်တစ်ခုရှာလုပ်လိုက်မယ်ရှိတဲ့ပတ်စံနဲ့စားစရာတချို့သွားဝယ်လာအောင်မယ်စုံးပြေကဘောင်းမီအေးထဲကနေလေးတောင်ယူသွားပြီးကြေးခါတွေဝယ်လာခဲ့ပါတယ်မဆလာစားတကြားတခြားလူအပ်ကြော်တွေလည်းပါပါတယ်အိမ်မှာအာလူးနှလုံးထည့်ပြီးဟာလဝါကိုလှုပ်လိုက်ပါတော့တယ်အားလုံးကလည်းစားလိုက်ကြပါတော့တယ်တော်ရကအကိုဖြစ်သူကိုကြေးလိုက်ပါတယ်။အော်အော်အကိုရေတော့မလား ချောင်းနေစိုးနေဟာတော်ရကရေးတက်လိုက်ပါတယ်ချွေးမဖေးစည်းကုန်နေပြီအမိစည်းရောပဲမကြီးကျွန်တော်စာမီးပွဲလဲလာတော့မှစာအုပ်လဲဝယ်ရမယ်ပညာတန်းမှာအလုပ်ကောင်းရမှာဒါမှအကို့လိုအိမ်ရဲ့တာဝန်တွေကိုယူပေးလို့ရမှာကောင်းပါပြီအမေနဲ့အဖေရဲ့စီဖို့နဲ့မက်လေးရဲ့စာအုပ်ဖို့စာမီးပွဲကြီးနေဆိုရင်တထောင်ပါဟုတ်ပြီအဲ့ဒါဆိုရင်တော့အိမ်မှာသုံးဖို့1500လောက်ပဲကျန်တော့မယ် ပြီးတော့စုစုရဲ့ចောင်းလာခဖို့ပါဆိုရင်စုစုပေါင်း2500កုံပါပြီးတော့ចန္နာနဲ့အဖေအတွက်စေးဝယ်လာခဲ့ဟုတ်ပါပြီမကြီးစိုးပြီကတန်ရှင်းရေးဆက်လွတ်လိုက်ပြီးထိုက်တန်ကစေးသွားဝယ်ခဲ့ပါတယ်တောရကအခုကမုံကျွေးနေခဲ့ပါတယ်အမင်းနဲ့အဖေကထိုင်နေပြီးဝယ်စရာရှိတာတွေထိုင်မာနေခဲ့ပါတယ်စိုးပြီလည်းစိတ်ညစ်နေခဲ့ပါတယ်အမေသမီးရဲ့အင်ကြီးကြောက်နေတယ်ရှာပေးပါလားသမီးရဲ့ရှာလိုက်ပါလားကွယ်အမေအလွတ်လုံနေရလေ အမေမှလည်းလက်နှစ်ဖက်ပဲရှိတာလက်ဆယ်ပဲရှိတာမဟုတ်ဘူးအမေလည်းပင်မတက်တယ်သမီးရေနွေးလေးလုပ်ပေးပါအောင်ကွယ်လေချောင်းနာနေတော့ရေနွေးတောက်ချင်လို့ဟုတ်ကဲ့ပါမေအမလက်ကင်ပွားလေးရှင့်ပေးပါလားအင်းကြီးမှပေးသွားလို့ပေးမယ်ပေးမယ်ငါတစ်ချိန်ထဲမှာအလုပ်ပဲတစ်ခုလုပ်ရမှာလဲစောပြေကသမီးကိုအင်းကြီးရှာပေးပြီးအနှွေးတွေပေးလိုက်ပါတယ်အဲ့ဒီချိန်မှာတော့ရာကအတန်နှမ်းပေးလိုက်ပါတော့တယ်စောပြေကလက်ကင်ပွားယူလာပေးပြီးတော့ရာကတုတ်လိုက်ပါတော့တယ် စောပြေကလှုပ်လှဆကိုဆက်လှုပ်လိုက်ပါတယ်။ပင်မန်းလိုထိုင်နေတဲ့အချိန်စွစုရောက်လာခဲ့ပါတယ်။ငါ့ကိုဘာထင်နေလဲမသိဘူး။အလောက်တစ်ခုပြီးတစ်ခုခိုင်းနေကြတာ။အမေ၊ကျောင်းလာခမပေးရသေးလို့ကျောင်းမသွားတာနှစ်ရက်ရှိပြီ။ဟုတ်ပါပြီ။မနေ့ပြန်ကျောင်းသွားဖို့ရင်ကျောင်းလာခပေးလိုက်ပါမယ်။ဒီလိုနဲ့စောပြည့်ရဲ့နေရတွေကုံဆုံးနေခဲ့ပါတယ်။အင်းရဲ့တာဝန်တွေရဲ့မိသားစုရဲ့တာဝန်တွေနဲ့လည်းရှုပ်နေပါတယ်။နောက်တစ်ဖက်မှာစောပြည့်က စစုကိုကျောင်းဝစ်စုံဝစ်ပေးပြီးကျောင်းလိုက်ပို့ပါတယ်။ကျောင်းလာကလည်းပေးလိုက်ပါတယ်။အိမ်ပြန်ရောက်တော့အားလုံးတို့စားစရာလုပ်ပေးနေပါတယ်။ဒီလိုနဲ့တပတ်လောက်ကုန်ဆုံးသွားပါတော့တယ်။ရှိသမျှပတ်စံတွေလည်းကုန်သွားခဲ့ပါတယ်။အမေအမဘာတွေစိတ်ညက်နေလဲ။ဘာတွေးနေလို့လဲ။ဘာဖြစ်ရမလဲဟဲ။ကြားတဲ့၄000အခုတော့တဖြည်းဖြည်းကုန်နေပြီ။တစ်လကုန်သွားရင်ကျောင်းလာခပေးရအောင်မယ်။အိမ်တွေရိတ်ခါလည်းလိုသေးတယ်။စေဖို့ပါဖို့လိုသေးတယ်လေ။ညီမသိပါရဲ့။ အကိုမတော်တဆဖြစ်တော့အိမ်မှာစိတ်ပူမှုတွေပိုလာတယ်။မြမသူများအိမ်မှာအလုရှာလိုက်မယ်။မဟုတ်ဘူးတော်တာ။အမရှိရသားနဲ့ဒါတွေလုဆရာမလုပ်ဘူး။အကိုနှစ်ယောက်ရှိတာတောင်မှမြမဖြစ်သူကသူများအိမ်မှာအိမ်ဖို့သွားလုပ်တယ်လို့လူတွေပြောနေအောင်မယ်။အဲ့ဓာတွေအတွက်စိတ်မပူနဲ့။ချွေးမရဲ့အမေဆေးတောင်းရင်တောင်းရင်ပဆက်တွေတောင်ခါနေပြီ။ခန်းချင်နေတုံနဲ့ရိုတီလေးစားချင်တယ်။စက်တူနေလေးပါပိုင်းတော့ပိုစားကောင်းမှာပေါ့။ဟုတ်တယ်အမေရဲ့လှုပ်ပေးနော်။သမီးလည်းစားချင်တယ်။ ။ချွေးမလက်ရစားကောင်းနေ။ဒီနေ့ပဲထမင်းလုပ်ကြည့်လေ။ဟုတ်သားပဲ။ဒီနေ့ပဲထမင်းလုပ်ကြရအောင်မယ်။ဇောပြီကထမင်းကြော်လုပ်ပြီးကြက်တော်နီတွေလှီးထည့်ပေးပြီးတော့အားလုံးကိုနည်းနည်းစီထည့်ပေးလိုက်ပါရစေ။ညနေရောက်တော့ပဲထမင်းလုပ်ပြီးပြီးအားလုံးစားလိုက်ကြပါရစေ။ဇောပြီကတီဟောက်ကိုခွန်ကြွေးလိုက်ပါရစေ။ဒီလောက်ကောင်းတာမစားရတဲ့အောင်တော်ကြပြီ။ဟုတ်တယ်။မရေချက်သမျှတွေကအပြစ်ပြောစရာတခုတောင်မရှိဘူး။ ေဖို့ကြောင့်မှသာစားစရာအများကြီးရှိရင်တစ်ခုပြီးတစ်ခုစားဖို့တန်းစီနေမှာဟုတ်တယ်ချွေးမရဲ့ဒီပဲထမင်းကတခြားချက်တာတွေနဲ့မတူလူတွေတမီးရလက်ရပဲထမင်းစားပြီးဆွဲလန်းသွားကြလိမ့်မယ်မိသွားပြီလားငါချွေးမကအာလူပူရီပလာတာ တခြားလူတို့မြအားလုံးစားကောင်းနေအခုပဲထမင်းလည်းကောင်းတာပဲဟုတ်တယ်အမေကအကောင်းဆုံးမယ်အမေတို့အားလုံးတမီးလက်ရချီကျူတော့ကျေနပ်မိတယ်ဒါပေမဲ့ဘာကျိုးရှိမှလဲမိဖို့ကြောင့်မှချက်ပြုတ်ပေးဖို့ဘာမှမရှိဘူး အိမ်ကိုဘလို့ရှေ့ဆက်လက်ပတ်အောင်လုပ်ရမလဲမသိတော့ဘူးညီမမအကြံရှိတယ်မအမအကိုတို့ပြောတယ်လေအမချက်တဲ့လက်ရစားကောင်းပါတယ်လို့ပြောလို့မရအောင်လေအမလက်ရစားချင်လို့လူတွေတန်းစီနေလောက်ရောသမင်းကြိုင်လုပ်ငန်းစားကြမယ်လေညီမအရင်ဆုံးရုံးနေမှာလိုက်ဖို့မယ်တဖြည်းဖြည်းအဆင်ပြေလိုက်လှဲနဲ့ဖွင့်ကြမယ်လေဟုတ်တယ်ချွေးမအိမ်လက်ပတ်အောင်လုပ်ဖို့ဒီနေ့လက်အကောင်းဆုံးပဲဒါမေးအဲ့ဒါလုပ်ဖို့ပတ်စံဘယ်ရရမှာလဲရေခါတွေဝယ်ဖို့ကလည်း3000လောက်လို့မောင်းကဲပါ ရှင်တို့တွေအားပေးမှာတော့မနေ့ပြန်ကြန်ရွှေပောင်ပြီးတော့လုံမှန်လေစောပြေကလက်ကောက်တွေကိုသွားပောင်ပြီးအဲဒီကနေပဆန်တချို့ရလာခဲ့ပါတယ်သူက၃တောင်ဘိုးလာဝေးပြီးထမင်းကြိုင်ထည့်ဖို့အင်ကိုယူလာခဲ့ပါတယ်မကြီးထမင်းကြိုင်အတွက်ကျွန်တော်စီစဉ်လိုက်မယ်မကြီးကပြင်ဆင်ထားလိုက်ပါကောင်းပါပြီထိုက်တန်စောပြေကိုချရောင်းနည်းနည်းကြိုက်နေလို့ခဏလောက်နှိပ်ပေးပါလားလာပါပြီချွေးမရေအမေရဲ့ပစ္စည်းတစ်ခုပြောင်းနေတယ်ရှာလို့လည်းမတွေ့ဘူး မေခဏနေရှာပေးပါမယ်။ချွေးမစီးရှာလာပေးပါလား။ဘေးနားထားမိလည်းမသိဘူး။ဟုတ်ကဲ့ဖေ။ငါလည်းစိတ်ညစ်လာပြီ။ငါဒီညစပြီးထမင်းကျိုင်းလုပ်ငန်းစတော့မှလေ။ဒါလည်းတခုတည်းမဟုတ်ဘူး။ရိုတီအာလူပလာတာဟာလဝါပဲထမင်းလုပ်เสียအများကြီးရှိသေးတယ်။အဲ့ဒါပဲလုပ်ရမလား။ဒီ၃ယောက်အလုပ်ကိုလုပ်ရမလား။ငါမှလက်ဆက်ဖက်တာရှိရဲဆိုရင်အလောက်ကုန်လောက်ပေးလို့ရတယ်။အရင်ကပြင်းလို့မလုပ်ချင်တာတွေကအခုတော့ဝန်ထုံးဝန်ပိုးအနေနဲ့လုပ်ရအောင်မယ်။ စောပြေကတိဟောက်ကိုခြေထောက်နှိပ်ပြီးရင်အတွေ့အဲမျိုးသွားပါတော့တယ်။သူ့အသက်9နှစ်တုန်းကဖေးဆုံးပြီးအမိဘိတ်ကြံခဲ့ပါတယ်။နှစ်ယောက်လုံးကဆက်ယုံမလွတ်လို့တော့အမိဖြစ်သူကလက်ပြတ်သွားပါတော့တယ်။အမေစိတ်မညစ်ပါနဲ့တမိရှိရလေ။အမေကြောင့်တမိအနာကတ်တော့ပြည့်စည်ရပါပြီ။တမိကငယ်သေးတာကိုအားလုံးဘလို့လုပ်ပြီးထိနိုင်မှာလဲ။အမေမရှိပဲတမိဘလို့နေမလဲ။တမိပိုက်ဆိုင်ရင်ဘလို့စားတော့မလဲ။တမိကထမင်းလဲချက်တတ်တာမဟုတ်ဘူး။ဒါပေမဲ့ အမေမှလက်မရှိတော့ဘလို့လုံးရမလဲအမေသမီးရရဲရင်တဲ့ကလေးပါ သမီးတစ်ပြေးပြေးအကုန်တင်ယူလိုက်မှာပါ သမီးပါလုံးရမလဲပဲပြောပါ သမီးအပြင်မှာတစ်ချောင်းနဲ့ရှိတယ်မိဖို့ပေါ်တင်ပြီးမိမွေးဖို့လုပ်ကြည့်ပြီးရင်အိုးထဲမှာရေနဲ့ဆန်ထည့်ပြီးထမင်းတယ်လိုက်ဒေါ်ဟီမန်ပြောတဲ့အတိုင်းစောပြေကလုပ်ဖို့ကြိုးစားခဲ့ပါတယ်လေးတဲ့ထင်းတွေမှလို့ဒဏ်ရာဖြစ်သွားလို့ငိုလိုက်ပါတော့တယ်ပြီးတော့ထမင်းဟင်းပြန်ချက်လိုက်ပါတယ်စားလို့ရတော့အမေကိုခွန်ကြေးလိုက်ပါတယ် အင်တန်ရှင်ရေးကိုလည်းလှုပ်လိုက်ပါသေးတယ်။ပြီးတော့ကျောင်းကိုသွားခဲ့ပါတယ်။ကျောင်းကပြန်လာရင်အင်အတွက်ပတ်စံရှာဖို့အတွက်သူများရင်မှာလည်းလှုပ်ပါတယ်။တည့်ရသူ့လက်မှာဒဏ်ရာရတာကိုဒေါ်ဟီမန်တွေ့သွားပါတော့တယ်။စောပြေလက်မှာဘလို့လှုပ်ပြီးဒဏ်ရာရသွားလဲ။သွေးတွေထွက်နေတယ်။လာလာလာအမေဆေးလင်းပေးမယ်။ဒီလိုပြောပြီးသူကိုယ်တိုင်မျက်ရည်ဝေးသွားခဲ့ပါတယ်။ငါဘလို့အမေလဲ။သမီးရဲ့လက်ကတန်ရအောင်ဆေးမလိမ့်ပေးနိုင်ဘူး။ အမေစိတ်မပူပါနဲ့တမီဘာမှမဖြစ်ပါဘူးအန်တီရင်သွားပြီးစောင်းမလိုက်တာမတော်တဆထိမိသွားလို့တွေးထွက်သွားတာတမီဆေးလင်းလိုက်မယ်စောပြေကသူ့လက်ကိုသူဆေးလင်းလိုက်ပြီးနားလို့ငိုလိုက်ပါတော့တယ်သူ့အမေကလက်ကိုမှုတ်ပေးပါတယ်အမေဆေးမလင်းပေးနိုင်ပေမဲ့အမေရဲ့တက်ရောက်မှုတွေတော့တမီစီမှာရှိပါတယ်အမေပေါင်ပေါ်မှာအိပ်ပြီးချော်တီနားထောင်မယ်စောပြေကပေါင်ပေါ်အိတ်လိုက်ပြီးဒိုဟိမန်းကတားချော်တီစူပြလိုက်ပါတယ် နေတော့သူထပြီးသူ့မိကိုထမင်းကျွလိုက်ပါတော့တယ်။ဒီလိုနဲ့အချင်းတွေကုံဆုံးသွားခဲ့ပါတယ်။သူတမီနေတိုင်းအလုပ်တွေလုပ်နေတာကြည့်ပြီးဒေါဟီမန်လေးစိတ်ညစ်လာခဲ့ပါတယ်။ငါစီမှာလက်ဆယ်ဖက်ရှိပြီးနှစ်ဖက်ပြတ်သွားတယ်ဆိုရင်တော့အလုပ်တွေအများကြီးလုပ်ပေးလို့ရသေးတယ်။တမီရဲ့ငယ်ဘဝကိုဒီလိုဖျက်ဆီးမှမဟုတ်ဘူး။အမေစီမှာလက်ဆယ်ဖက်ရှိ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 တမီရဒါတွေလုပ်ပေးနေမှာပါ။အမေကကိုသားသမီးအတွက်ပါမစိုးလုပ်ပေးနိုင်နေဆိုရင်သမီးလည်းမိအတွက်ပါမစိုးလုပ်ပေးမှာပါ။ တရက်မှာတော့စောပြေကျောင်းကပြန်လာတဲ့အချိန်သူ့အမေရဲ့အလောင်းကိုတွေ့လိုက်ပါတော့တယ်။အိန္ဒိနာချင်းတွေပြောတာကတော့အလုရှာဖို့ပြင်ထွက်ရင်ကျင်းတိုက်မှုဖြစ်သွားခဲ့တာပါ။အခုတော့စောပြေမှာအမေတော်မရှိတော့ပါဘူး။စောပြေကဆင်းနေရွယ်ကလေးကကိုဟာကိုစောက်ရှောက်လာခဲ့တာပါ။အမေပြောတဲ့စကားတွေသာအမှန်ဖြစ်နိုင်ငါလည်းလက်ဆက်ဖက်ရှိပြီးအလုပ်တွေအမြန်ပြီးအောင်လုပ်ချင်တယ်။စောပြေကရောက်ခမရောက်ခတိရဲ့အလုပ်တွေလုပ်ပြီးတော့ထမင်းကြိုင်ထဲတဲ့အလုပ်ကိုစလုပ်လိုက်ပါတော့တယ်။ အဲဒီချိန်မှာရုံဝင်တန်း၃ယောက်အတွက်ထမင်းကြိုင်လာယူပါတယ်။ယူပြီးတော့ပြန်သွားလိုက်တဲ့အခါမှာညနေရောက်တော့စောပြေကထမင်းကြံကိုပြန်လာယူတဲ့အချိန်အရန်စောက်ကောင်းနေအမလက်ရောက်ကိုရမ်းကြိုက်တယ်။နေတိုင်းထမင်းကြံပို့ပေးပါတလအထိဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ထမင်းကြံနဲ့ထဲပို့ပါစားတာကြိုက်လေ။၃၀နဲ့မှာရူတီဟလဝါနဲ့တို့စရာ အနှစ်ရရင်ရပါပြီ။တခြားတော့စားကြင်တာမရှိပါဘူး။ ။ထမင်းကြိုင်လုံးနဲ့အတူစုစုကိုကြောင်းသွားဖို့လည်းပြင်ဆင်ပေးရပါသေးတယ်။ဒါနဲ့မကဘေးအဝိရှောရာတွေရောက်ကတိရောက်ကမကူပါစောက်ရှောက်ပေးရတာတွေပါလုပ်ရပါသေးတယ်။သူ့ရဲ့ရောက်မကူဘာအလုပ်မှမခိုင်းပါဘူး။အလုပ်လုပ်ရင်းချွေးတွေမျက်နှာကနေစီးကျလာခဲ့ပါသေးတယ်။အဖေရဲ့စီရှာရောင်းမယ်။ငါစီမှာလက်ဆက်ဖက်ရှင်ချက်ချင်းမဲ့ထမင်းကြိုင်တွေသွားထည့်လိုက်ပါရယ်။အလို့ဆိုရင်တော့အိမ်လုပ်တွေပါလုပ်ပြီးတော့ဘလောက်တောင်ကောင်းလိုက်မလဲ။နလလောက်ဒုက္ခခံပြီးတဲ့နောက်လဲနေဖွင့်နိုင်သွားပါတော့တယ်။ ပေထမင်းရူဒီထမင်းကျော်ကြက်ကျော်အားလုံးကိုလှဲပေါ်တင်ပြီးရောင်းလိုက်ပါတော့တယ်။သူလောက်တာစားပြီးအားလုံးကလည်းကြိုက်သွားကြပါတော့တယ်။အမပေထမင်းတပကံလောက်ပြီးပါ အမလက်ရကဘယ်မှမရှာမရဘူး။အမကျွန်တော်အရင်လာတာကျွန်တော်ကြက်ကျော်အရင်ထည့်ပေးပါ။သမီးရေအန်တီချစ်တော်ကတိတ်ချမရက်နိုင်အောင်အန်တီကိုအရင်ပေးနော်။အားလုံးပဲစိတ်ရှိကြပါရှင် အားလုံးပေးပါမယ်။လက်နှစ်ဖက်နဲ့အလုတ်ဆယ်ခုမလုံနိုင်ဘူးလေ။ ငါလက်ရောက်စားချက်လို့တန်းစီနေကြပေမဲ့ငါမအားလို့မလုံနိုင်တာပိန်ထမင်းထမင်းကျော်ကြက်သားကျော်အားလုံးကိုရောင်းပြီးတဲ့နောက်အင်ကိုပြန်လာခဲ့ပါတယ်ပတ်စံရှာနေပေမဲ့အခုချိန်နဲ့မစုနိုင်သေးဘူးကြားတဲ့ပတ်စံမှာတဝက်လောက်ကဈေးဝယ်ရတယ်ကျန်တဲ့တဝက်ကိုဈေးဝယ်အင်စရိတ်ပေးရတယ်ရှိတဲ့လက်နှစ်ဖက်နဲ့လည်းအလောက်ကတိတ်မဖြစ်ဘူးအပူသာရှိတယ်ဆိုရင်တော့အများကြီးရှာနိုင်ပါသေးတယ်တမီးဒီနေ့ဘာချက်မှလဲ သမီးရဲ့အမေပခုံးနာနေတာအပြင်ကနေသိကိုင်းချောက်အပူပေးပြီးပခုံးမလာကပ်ပေးပါလားအမေသမီးကျောင်းဝတ်ဆောင်နဲ့ညစ်ပတ်သွားပြီးသမီးကိုလျှော်ပေးပါလားယင်ဆိုပြီးဒီနေ့လည်းထပ်နေပေးပါလားအမရေလျှော်ဆရာဥွက်တင်များနေလို့ဝိုင်းလျှော်ပေးပါလားအိုးဖရားရေကျမဘာလို့ရမှာလဲဆိုပြီးကအလုံးခိုင်းတော်ကိုလှုပ်ပေးပြီးတဲ့နောက်အိတ်လိုက်ပါတော့တယ်သမီးမှတ်မိရဲ့လားမကောင်းတဲ့အခြေအနေတုန်းကသမီးကိုပြောပြဖို့ရလေ အခုတော့အဲ့ဒါကိုအသုံးပြုရမယ့်အချိန်ရောက်လာပြီ။သမီးအဲ့ဒါတွေအခုချိန်အသုံးဝင်လိမ့်မယ်။သမီးရဲ့အခြေအနေတွေကောင်းသွားရင်တော့သူ့ဟာသူပျောက်သွားလိမ့်မယ်။ဒေါဟီမန်ကဒီလိုပြောပြီးပျောက်သွားတာနဲ့စောပြေလည်းလမ်းပြီးတော့နူးသွားပါတော့တယ်။အမေအမေစောပြေဘာလို့လဲအိမ်မဆိုးမလို့လား။မဟုတ်ဘူး။အမေကိုအိမ်မထဲမှတွေ့လိုက်လို့တတိယသွားတာ။တီဟကပြန်အိပ်သွားပါတော့တယ်။စောပြေကတတိယပြီးတစ်တာတစ်ခုကိုဖွင့်လိုက်ပါတော့တယ်။ အဲ့ဒီမှာလက်ကောက်တစ်ခုရှိပါတယ်။လက်ကောက်ကိုဝင်လိုက်တဲ့အခါမှာတော့နောက်ထပ်လက်ရှိဖက်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့လက်ဆယ်ဖက်ဖြစ်သွားပါတော့တယ်။အိုးဖေးအားရေကျမမှာတကယ်ပဲလက်ဆယ်ဖက်ထွက်လာလား။အိမ်မှာလည်းအမြန်လုံနိုင်ပြီးထမင်းကြိုင်အလုပ်လည်းလုပ်နိုင်မယ်။သွားလေသူငါအမေကဒီလိုအဖိုးတန်တာတွေလှုပ်ပေးသွားတယ်။ငငယ်လေးတရားအလုပ်တွေအများကြီးလုပ်ခဲ့ရတယ်။ငါလက်တွေသာငါပြောတော့နားထောင်ပြီးဒီလက်တွေကိုငါကလွယ်ပြီးဘယ်သူမှမမြင်ရရင်ပိုကောင်းတယ်။ လက်တစ်ဖက်ကအိမ်ကိုတန်ရှင်းလုပ်ပေးပါအောင်သူ့လက်တွေကတန်ရှင်းရေးကိုလှုပ်လိုက်ပါတော့တယ်လက်တစ်ဖက်မှာတပြည့်စင်းရှိပြီးနောက်ထပ်လက်တစ်ဖက်မှာအဝိဆုပ်ရှိပါတယ်နောက်ထပ်တစ်ခုမှာအဝိတွေကင်ထားပြီးနောက်လက်ကကြက်ခိုးတွေကိုရှင်းနေပါတော့တယ်ဒီလိုနဲ့စောပြည့်ရဲ့လက်ဆဲဘက်ကအလုတ်ကူစီလှုပ်လိုက်ပါတော့တယ်ပြီးတော့အိတ်သွားပါတော့တယ်မနမိုးလင်းတဲ့အခါမှာလက်တွေက ပြန်ပြီးအလုတ်လှုပ်လိုက်ပါတယ်လက်တစ်ဖက်ကတပြည့်စင်းလေးနောက်တစ်ဖက်ကပကန်းစင်းနောက်လက်တွေနဲ့ဂျုံနေလိုက်ပါတော့တယ် ကျန်းတဲ့လက်တွေကရူတီလှုပ်လိုက်ပါတော့တယ်။ကောင်းလိုက်တာဒီနေ့တော့ငါတိတ်မမောတယ်လို့ပဲဘသူမှမနှုတ်ခင်မနှက်စာလှုပ်ပေးပြီးတော့ငါလှဲနဲ့ဆိုင်သွားဖွင့်မယ်။စမနစ်ထဲနဲ့လှုပ်တွေလှုပ်ပြီးတော့စွတ်စွတ်ကနိုးသွားပါတော့တယ်။စွတ်စွတ်ကနိုးသွားပြီပဲငါလက်တွေဖွဲ့ရမယ်။အဲ့အတွက်လက်ကောက်ချုပ်ရအောင်မယ်ပြီးမှပြန်ဝေးရမယ်။အမေအမေမှလက်ဆယ်ဖက်လက်ကောက်ကိုအမြန်ချုပ်ပြီးဘေးမှာထားလိုက်ပါတော့တယ်။ မဟုတ်ပါမိသမီးရဲ့အမေမှလက်နှစ်ဖက်ပဲရှိရပါအဲ့ချင်မူတူနဲ့ရှောင်းမြင်နေနေမှာလာလာလာမနှက်စာလာစာအမေပလာတာလောက်ထားပေးရနော်အားလုံးကမနှက်စာစားလိုက်ကြပါတော့တယ်မိုင်းလိုက်တာမကြီးအရင်ကဆိုစင်နာရီထိတော့မနှက်စာမရသေးဘူးထမင်းညိုင်လည်းမပြင်းရသေးဘူးဒီနေ့တော့အဲ့လိုမဟုတ်ပါလားအိမ်ကလည်းတန်ရှင်းရေးလုပ်ပြီးသွားပြီမနှက်စာတော့ချက်ပြီးသွားပြီသမီးဘလို့လောက်လိုက်တာလဲလက်ဆက်ဖက်ထွက်လာလားမဟုတ်ပါဘူးမေရဲ့အဲ့လိုဖြစ်ရင်ဒီထက်တောင်မှပုံမြန်လောက်တယ် စစောထပြီးလှုပ်လိုက်တာပါအဖေတို့ရန်ကန်ကောင်းတာပဲတီဟကနေမကောင်းလို့အိယာတွေလဲနေတာတောင် သမီးရအားလုံးကိုတောင်းဝင်ယူနိုင်တယ်အိမ်ကိုရောအပြင်ကိုရောပဲအဖေဘဝအဲ့လိုဆိုတော့လဲလှုပ်ရမှာပေါ့သမီးပြင်ဆင်စရာရှိရပြင်တော့အမေဆိုင်သွားဖွင့်ရအောင်မယ်စောပြေကစုစုကိုကြောင်းလိုက်ပို့လိုက်ပြီးတွန်းလင်းနေသွားရင်ဖောက်တဲ့တွေ့ရင်ရောင်းပေးလိုက်ပါတယ်စောပြေကလက်ကောက်ဝက်လိုက်ပြီးလက်ကိုကာပြီးတော့မြင်းမြမင်းစားစရာတွေကိုရောင်းလိုက်ပါတော့တယ် ပါစယ်ထုတ်ပေးရင်ပတ်စံကိုလည်းယူလိုက်ပါရစေ။ရော့ဒါအကျော်တွေပါ။ဒါထမင်းကျော်ဒါပဲထမင်းဒါချက်သားကျော်ဒါစမူစာပြီးတော့ဒါပလာတာ။အဲအိုးဘူးကောင်းလိုက်တာ။ဘလူဖြစ်ဖြစ်လူတွေအများကြီးတခါရေမုံတွေခြာပေးနိုင်ရတာလေ။ဦးလေးဒါစမ်းကြတာမဟုတ်ဘူး။ကြိုးစားမှုတွေပါ။စားကြည့်ပါလုံးဝကြိုက်သွားစေရမယ်။အမရေဒီနေ့အမလက်ရအရင်ကထက်တောင်ပိုစားကောင်းနေပါလား။ချက်သားကျော်ဒီငွေကိုအနှစ်နဲ့ပေးပိုကောင်းနေ။ ညီမဒါလေးတက်တက်စီခွဲပြီးပါလားတမီးရဲ့အဖွားမှာပတ်စံအများကြီးမပါလာဘူးမြေးလေးကပိုက်စာနေလို့တပကံတော့ပေးပါလားဟုတ်ကဲ့ပါဖွားပတ်စံအေးမကြီးပါဘူးနောက်ပြန်ကြမှာပြန်ပေးလို့ရပါတယ်ပြန်မပေးလဲရတယ်အခုတော့ဘိုက်ပြောင်စားလိုက်နော်ဂျေဆုပါတမီးရဲ့ဖခင်တမီးကိုစောင့်ရှောက်ပါစေလူအင်စန္ဒတွေပြေဝအောင်ထားပါစေစောပြည့်ရဲ့လေကအနောက်မှာရှိပြီးလူတွေကတော့ရှိမှာပါ လဲကအကန့်လေးလှုပ်ထားတဲ့အခါမှာလက်ဆဲဘက်နဲ့လှုပ်လှုပ်နေတာကိုမတွေ့ရပါဘူး။တခြားသူတွေကလည်းစားစရာလှမ်းပေးလိုက်ပြီးအဖိုးကလည်းစားစရာတွေပေးလိုက်ပါသေးတယ်။ကျောင်းရအစဉ်ပြေးတဲ့အတွက်စောပြေးကပြောသွားပြီးပုစံလေးများများရှာနိုင်ပါတယ်။ကျောင်းကုန်သွားတာနဲ့စောပြေးဆိုင်သိမ့်ပြီးအင်ကိုပြန်သွားပါတော့တယ်။အမေနဲ့ဖေယုံမှမဟုတ်ဘူး။အရင်ရက်တွေက2000ပဲရှာနိုင်ပေမဲ့အခုတော့9000လောက်ရှာနိုင်တယ်။အခုတော့ပုစံလေးစုနိုင်ပြီးတော့ရအတွက်ရွှေလေးလှုပ်ပေးနိုင်ပြီ။သမီးကိုအရန်ကုန်ယူတာပဲကွယ်။ ဒီလိုနဲ့အချိန်သုံးလကုန်သွားပါတော့တယ်။ဆိုင်တွေအများကြီးဖွင့်လိုက်ပြီးတော့မတူညီတဲ့စားစရာတွေအများကြီးကိုလည်းလက်ဆယ်ဘက်နဲ့လှုပ်လိုက်ပြီးရောင်းလိုက်ပါသေးတယ်။တဖြည်းဖြည်းနဲ့အချိန်လေးကပြန်ကောင်းလာပြီးတော့တီဟာလေးပြန်ကောင်းလာခဲ့ပါတယ်။စူသားတွေပတ်စံနဲ့ရွှေတင်းတင်းလေးတွေလှုပ်လိုက်ပါသေးတယ်။ထိုက်တန်လေးတက်ကတူဆက်တက်လိုက်ပါတယ်။ရောင်းမအတွက်ကောင်းလေးရှာလိုက်ပြီးရောက်ကမနဲ့ရောက်ကတိကိုလည်းအချိန်မှန်စီးတိုက်လိုက်ပါတယ်။တီဟာလေးဆိုင်ကိုဝိုင်းကူပေးခဲ့ပါတယ်။ဇေလာလောက်ဒုက္ခခံပြီးတဲ့နောက် ဆိုင်ကြီးတစ်ခုဖွင့်နိုင်တော့ပါတော့တယ်။ဇော်ပြေကဆိုင်မှာလက်စဲဘက်နဲ့လှုပ်တေးကိုလှုပ်လိုက်ပြီးတစ်ဖက်နဲ့ကော်ဖီပြောတစ်ဖက်နဲ့ဆမူစာကြောနောက်တစ်ဖက်နဲ့မုန်တွေကိုထည့်လိုက်ပါတယ်။မိဖို့ကြောင့်မဘသူရဲ့အကူအညီမှမလိုဘဲတယောက်ထဲအကုန်လုံးကိုလှုပ်လိုက်ပါတော့တယ်။ယောက်ျားဖြစ်သူကစင်ရင်ကင်ပါတယ်။တီဟာမိမရတာကံကောင်းတာပဲနေမကောင်းဖြစ်တော့ကလည်းအလုံးတယောက်တည်းတာဝန်ယူခဲ့တယ်ကျမမှလက်ဆက်ဖက်ရှင်တော့တီဟာရဲ့မိမလောက်တလို့လှုပ်နိုင်မှမထင်ဘူး အနီပြောတာမှန်နေသူ့မှာမိသားစုကိုချစ်တဲ့စိတ်နဲ့ရင်းရင်မှုတွေရှိတယ်ဒီလိုနဲ့ဒီဇိုင်းကိုဖွင့်ခဲ့တာလက်ရည်ဒီဇိုင်းအထိဖွင့်နိုင်ခဲ့တာဟုတ်ပါတယ်လေကော်ဖီနဲ့ပေါင်မုံအသားညက်ရနိုင်မလားစောပြေကော်ဖီနဲ့ပေါင်မုံအသားညက်လေးပေးပါလာပါပြီစောပြေကဒီလောက်ထိအဲ့ဒီလက်ကောက်ကိုဝတ်ထားပြီးလက်ဆဲဘက်နဲ့အလုပ်တွေကိုလုပ်နေပါတော့တယ်ကော်ဖီကိုလည်းဖြုန်နေပြီးတခြားအလုပ်တွေလည်းလုပ်နေပါတယ်ငါအခုချိန်လေးပါလုံနေရလဲဒီဟာလည်းကျမ်းမာကြီးကောင်းသားပဲ အမေရဲ့ဒီလက်ကောက်ကငှောက်အများကြီးကူညီပေးခဲ့တယ်။အခုတော့လက်ဆက်ဖက်မလို့တော့ပါဘူးလေ။လက်နှစ်ဖက်နဲ့တောင်လှုပ်လို့ရနေပါပြီ။ကျေးဇူးပါမေ။စောပြေဟာသူ့အမေရဲ့လက်ကောက်ကိုချွတ်ပြီးဘေးမှာထားလိုက်ပါတော့တယ်။လက်နှစ်ဖက်နဲ့ပဲဖောက်သေးကူပါစင်ပေးလိုက်ပြီးလက်ဆက်ဖက်ရှိခဲ့တာကိုသူ့တယောက်ထဲအမှတ်တရတွေတင်ချခဲ့ပါတော့တယ်။သူ့အမေရဲ့လက်ကောက်ကိုပြန်တင်ချလိုက်ပြီးအခုတော့အင်တလုံးနဲ့ဝင်နိုင်သွားပြီးတော့ထိုက်တန်လေးကုမ္ပဏီတစ်ခုမှအလုပ်ရနေခဲ့ပါပြီ။တော်ရလေးကောင်းတဲ့ကောင်းလေးတယောက်နဲ့လက်ထပ်လိုက်ပြီးတော့ စစ်စုကိုကိုပိုင်ကြောင်းတစ်ခုမှထားပေးလိုက်ပါတယ်။တွေ့ရဆိုင်မှာရောင်းနေစားစရာတွေကိုအဝေးကလူတွေတောင်လာပြီးတော့စားကြပါတော့တယ်။တငယ်ချင်းတို့ရေငါလက်နှစ်ဖက်နဲ့အလုတ်လုံနိုင်ဆူတောင်းပေမဲ့အမေကလက်ဆက်ဖက်ပေးပြီးအများကြီးကူညီပေးခဲ့တယ်။ပြီးတော့မိသားစုချစ်တဲ့စိတ်ကြောင့်ဒီညာထီရောက်ဂျိုးပန်းခဲ့ရတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။